ဂျွန်လာကုံအတီအပြည့်ရတလထတ်တိုးတယ်လို့စစ်ကောင်စီဘက်ကကြေညာလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီနေ့မှာပဲမန္လီတိုင်းတဲကမြို့နှမြို့ကိုလေကြောင်းကလည်းပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မန္လီတိုင်းတဲကစင်ကူနဲ့တပိတ်ချင်းမြို့နယ်တွေကိုလေကြောင်းကလည်းပုံကျဲခဲ့တာဖြစ်ပါတယ်။တရက်ထဲမှာပဲ၃ကြိမ်လေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေမှာတော့အရက်သား၃ယောက်ဒဏ်ရာရခဲ့ပြီးတော့စာတင်ကြောင်းနဲ့အိမ်တချို့ထိမှန်ပျက်စီးခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဲ့ပြင်ဦးလွင်ပကဖတာဝန်ရှိသူတက်ကပြောပါရယ်ဂျွန်လာတရက်နေ့မနက်မှာဒီတရက်ဦးလီတက်ကနေတက်လာတဲ့ Jet Fighter တစီးကတပိတ်ချင်းမြို့နယ်တဲကလေးမိုင်ကန်တာစတင်ចောင်းကိုပေါင်900ဘုံတီးနဲ့ဘုံကျဲကလေးចောင်းဆောင်နှစ်ဆောင်ပျက်စီးသွားခဲ့တာဖြစ်ပါရယ်အဲ့ဒီနေ့နေ့လယ်2နာရီလောက်မှာတော့ဒီစင်ကူးမြို့နယ်တဲကအနွယ်ယုံနဲ့နတ်တောင်ရွာကိုလေးចောင်းကနေထပ်ပြီးတော့ဘုံကျဲကလေးအဆောက်အုံနဲ့အိမ်တွေထိမှန်ပျက်စီးခဲ့ပါရယ်ဒီအဆောက်အုံနဲ့အိမ်တွေ ွေထိမှန်ခဲ့တယ်လို့အမျိုးသမီး၃ယောက်လည်းထိမှန်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်နဲ့ဝေးတဲ့နေရာတွေမှာနေကြဖို့အပြင် လေကြောင်းရန်ကိုကာကွယ်နိုင်ဖို့အတွက်ဘုံခိုကျင်းတွေတူးတာတွေလုပ်ကြဖို့လည်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပြည်ဦးလင်ခရိုင်ကအသိပေးထုတ်ပြန်ထားတယ်လို့ဆိုပါတယ်။